အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာထိုင်းမြန်မာနယ်စပ်အနီးရောက်ရှိလာတော့ မြန်မာစစ်ကောင်စီ YAK 130တိုက်လေယံကိုကြားဖြတ်ရန် F16 တပ်လေယံနဲ့စင်ထိုင်းလေတပ်ကအရေးပေါ်ဆိတ်လွတ်ကြောင်းသိရပါတယ်စစ်တပ်စစ်ကြောင်းတစ်ခုလုံးခြေမုံခံရ၍စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဆောင်ရွက်နေတာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်အနီးရောက်ရှိလာသောမြန်မာစစ်ကောင်စီ YAK 130တိုက်လေယံကိုကြားဖြတ်ရန် F16 တပ်လေယံနဲ့စင်ထိုင်းလေတပ်ကအရေးပေါ်ဆိတ်လွတ်လိုက်ကြောင်းထိုင်းတော်ဝင်လေတပ်ကအရေးပေါ်သတင်းထုတ်ပြန်ထားပါတယ် ယနေ့ထိုင်းစံတော်ချိန်မွန်လွဲ့တနားရီ3မိနစ်အချိန်မြန်မာစစ်ကောင်စီ YAK 130တိုက်လျင်သည်ထိုင်းဝေဟင်ပိုင်နယ်သို့ချင်းကလာသဖြင့်ထိုင်းတော်ဝင်လီဒါက F16 တိုက်လျင်နှစ်စင်းအရေးပေါ်ဆေးလွတ်လိုက်ကြောင်းမြန်မာစစ်ကောင်စီတိုက်လျင်ကိုဂျားဖြတ်ဟန်တားရန်ဆေးလွတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်မြန်မာစစ်ကောင်စီ၏အင်အား80ကျော်ရှိသောစစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းမဟာမိတ်တပ်များကခြေမုံလိုက်ပြီးနောက်မြန်မာစစ်တပ်ကတိုက်လျင်များဆေးလွတ်လာခြင်းဖြစ်ကြောင်းလက်ရှိတွင်ဘုံကျဲမှုများလှုပ်ဆောင်သွားကြောင်း နယ်စပ်သတင်းရင်းမြစ်တချို့ကပြောဆိုပါတယ်။ထိုင်းဘက်ကတော့ကြီးတက်တဲ့လေတပ်ကိုအသင့်ပြန်ထားတာတွေ့ရတယ်။စစ်ကောင်စီတိုက်လေရင်ကတော့ဘုံကျဲသွားပြီဟုနယ်စပ်စီသတင်းရင်းမြစ်ကပြောဆိုပါတယ်။ထိုင်းတော်ဝင်လေတပ်ဤပြောရေးဆိုခွင့်ရှိသူကမြန်မာစစ်တပ်ဤတိုက်လေရင်သည်နယ်စပ်တို့ချင်းကလာတော့လေထိုင်းဝေဟင်ပိုင်တဲ့အတွင်းတို့ကျူးကျော်ဝင်ရောက်လာခြင်းမရှိဟုအတိပြုထုတ်ပြန်ထားပါတယ်။ KNLA ပူပေါင်းမဟာမိတ်တများကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများအားလုံးကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။စစ်ကောင်စီက PDF တပ်ဖွဲ့များတွင်စစ်တပ်ထောက်ခံသည့်လူငယ်များထည့်သွင်းပြီးစုံစမ်းထောက်လှမ်းခြင်း၊သွေးခွဲခြင်းများလုပ်ဆောင်နေ၍တော်လှန်ရေးတပ်ဖွဲ့များလုံခြုံရေးအသိရှိကြရန် MDY PDF ကတိုက်တွန်းထားပါသည်။အကြံပေးစစ်ကောင်စီက PDF တပ်ဖွဲ့အတွင်စစ်တပ်ထောက်ခံသည့်လူငယ်များထည့်သွင်းကစုံစမ်းထောက်လှမ်းခြင်း၊သွေးခွဲခြင်းများလုပ်ဆောင်နေ၍တော်လှန်ရေးတပ်ဖွဲ့များလုံခြုံရေးအသိသတိမပေါ်ဆကြရန်တိုက်တွန်းလိုကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး၏ပြောရေးဆိုခွင့်ရှိသူကပြောပါသည်။နိုင်ငံ내အဝန်စစ်မျက်နှာများတွင် စစ်ရှုံးအခြေအနေများနဲ့ရင်ဆိုင်ကြုံတွေ့နေရသည့်အကြမ်းဖက်စစ်ကောင်စီသည်တော်လှန်ရေးတပ်ဖွဲ့များတွင်ဒလန်တချို့များစိတ်ဝင်စေကာတည်င်းအချက်လက်ရယူသည့်ထောက်ထားရေးလုပ်ငန်းများကိုလုတ်ကင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရပါသည်စစ်ကောင်စီသည်၎င်းတို့ကိုထောက်ခံသည့်အရသားများကိုတော်လှန်ရေးတပ်ဖွဲ့များသို့အသွင်ဝင်ဝင်ရောက်စေကာတင်ရာများရယူခြင်းအချင်းချင်းကြားသွေးကွဲစေရန်အခြေအနေများဖန်တီးခြင်းနဲ့တပ်ဖွဲ့ကိုစွန့်ခွာစေရန်ဆွဲဆောင်စည်းရုံးခြင်းစသည့်လုပ်ငန်းများကိုစနစ်တကျလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျွန်တော်တို့ရဲ့မိတ်ဆက်တော်လာရဲ့တပ်ဖွဲ့တွေကိုတိုက်တွန်းချင်တာကတော့အခု MDY PDF ကိုထောက်လှမ်းစုံစမ်းတဲ့ပုံစံမျိုးအခြားသောအဖွဲ့အစည်းတွေမှာလည်းစစ်ကောင်စီဘက်ကလှုပ်ဆောင်နေတာမျိုးတွေရှိနိုင်တယ်။လုံခြုံရေးအသည့်လုံခြုံရေးသတိမပေါ်ဆဖို့နဲ့တကယ်လို့ရှိခဲ့တဲ့ဆိုရင်လုံခြုံရေးအစီအမံကိုအမြန်ဆုံးချမှတ်နိုင်ဖို့ရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒီဖြစ်စဉ်ကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကော်မတီတပ်မတော်မှလည်းပြောရေးစုခွင့်ရှိသူကပြောကြားပါတယ်။စစ်ကောင်စီကတော်လိုင်းရဲ့အဖွဲ့အသီးသီးတွင်သို့ ပုံစံမျိုးစုံနှီးမျိုးစုံအကြောင်းအရာမျိုးစုံဖြင့်၎င်းတို့၏အတွင်းလူဒလန်တရှုများဆေလွတ်ထားနိုင်သည်ကိုတော်လှန်အင်အားစုများအနေဖြင့်အထူးအလေးပေးသတိမူတင်ကြောင်းပြည်သူစစ်မှုထားဥပဒေအတမပြဋ္ဌာန်းမိနောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှလေးတို့စစ်ကောင်စီမှရည်ရွယ်ချက်ရှိရှိဆေလွတ်ထားသောဒလန်တရှုများသည်ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာကြောင်းအသက်အရွယ်ပိုင်းခြားအပြင်အသက်20ဝန်းကျင်ရှိသောလူငယ်များဖြစ်ကြပြီးအမျိုးသားရောအမျိုးသမီးများပါဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် စစ်တပ်ကဇေလထားသူများသည်စုဆောင်ရေးကာလတွင်အခြားသောလူငယ်များနဲ့ရင်းနှီးမှုရရှိစေရန်စနစ်တကျကြိုးစားအားထုတ်ခဲ့ပြီးအမည်အရင်းများနေရာလိပ်စာများနဲ့ဖုန်းနံပါတ်များကိုတောင်းယူစုဆောင်ခဲ့သည်ကိုတွေ့ရှိရကြောင်းထို့ပြင်တင်နန်းကာလတလျှောက်တွင်လည်းတပ်ဖွဲ့မှစွန့်ခွာစီမည့်အတွေးခေါ်များကိုတင်နန်းသားချင်းချင်းကြားရွေချက်ရှိရှိဖြန့်ဝေလက်ရှိကြောင်းသိရပါသည်ထို့ပြင်တပ်ဖွဲ့နဲ့တပ်ဆိုင်သည့်တရင်ချက်လက်များကိုတတ်နိုင်သည့်ပုံစံမျိုးစုံဖြင့်ရယူစုဆောင်ကနောက်ဆုံးတွင်တပ်ပြေးအဖြစ်တပ်ဖွဲ့မှဆွန့်ခွာသွားလေရှိကြောင်း တပ်ပြေးပြီးနောက်ပိုင်းတွင်လည်းပုံစံမျိုးစုံဖြင့်အခြားသောတပ်ဖွဲ့ဝင်လူငယ်များကိုပါသွေးဆောင်ဖျားယောင်းကာတပ်ပြေးမှုဖြစ်စေရန်လှုံ့ဆော်ခြင်းနဲ့တပ်ပြေးရာတွင်လမ်းကြောင်းကူညီများရှာဝေပေးခြင်းတို့ကိုပါစနစ်တကျလှုံ့ဆော်နေသည်ကိုတွေးရှိရကြောင်းသိရပါသည်စစ်ကောင်စီသည်ထိုဒလန်တရှိုးလူငယ်များကိုစနစ်တကျလေ့ကျင့်ပေးထားပြီးတော်လှန်ရေးတပ်ဖွဲ့များသို့ဈေးလွတ်ကာတည်င်းအချက်လက်များရယူခြင်းနဲ့တော်လှန်အင်အားစုများအကြားစီးလုံးမှုပြိုကွဲစေမည့်လုပ်ငန်းများကိုလှုံ့ဆော်စေခြင်းဖြင့်စစ်ရေးအသာရမှုများရရှိရန်ကြိုးပမ်းလာသည်ကိုတွေးရှိရကြောင်း ထိုလုံငန်းစဉ်များကိုစစ်ကောင်စီတပ်ဖွဲ့မှအရာရှိတူမှဂျိုးကန်ကြီးချက်ကအနီးကလမ်းညွှန်မှုများပေးနေသည်ကိုတွေ့ရှိရပြီးစစ်စင်ရေးတခုအတွင်စနစ်တကျဒီဇိုင်းမမလှုပ်ဆောင်နေသည်ကိုတွေ့ရှိရသည်လို့ပြောပါတယ်။ဗီဒူကာဝဲတပ်မတော်မှလေးသည်ထိုသို့စစ်ကောင်စီအတွင်ယူထောက်နှမ်းခြင်းကိုခံခဲ့ရတော့လဲအချိန်မီသိရှိခဲ့သည့်အတွက်တံပြန်ထောက်နှမ်းရေးလုံငန်းများလှုပ်ဆောင်ကထိုရန်တရားလေပတ်ပုံများကိုစနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ်ဖော်ထုတ်တွေ့ရှိရသောစစ်ကောင်စီအတင်းယူထောင်လှမ်းမှုရန်ရပုံစံကိုအခြားသောတော်လှန်ရေးတပ်ဖွဲ့များနမူနာယူ၍လုံခြုံရေးအစီအမံများချမှတ်နိုင်စေရန်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အခုထုတ်ပြန်ချက်မှာပုံနဲ့တကွဖော်ပြထားတဲ့သူတွေဟာစစ်ကောင်စီဘက်ကနေပြီးတော့သတင်းချက်လက်နှိုက်ယူဖို့ဆိုပြီးလွှတ်လိုက်တဲ့ဒဏ္ဍာရီနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးစစ်ကောင်စီထံအလင်းဝင်သွားတဲ့သူတွေနောက်ပြီးတော့တပ်ဖွဲ့ကိုစွန့်ခွာပြီးနောက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ထောက်နှိုင်းရန်ရဲမှာပေါင်ပတ်သက်နေတဲ့သူတွေဖြစ်ပါတယ်။ အချို့သောသူတွေကတော့စစ်ကောင်စီဘက်ကအထမဖီအားပေးမှုကြောင့်မလွဲသာမရှောင်သာတရင်နိုင်နေရတဲ့လုံငန်းစဉ်တွေမှာပုံပတ်သက်နေကြရသူတွေဖြစ်နိုင်ပေမဲ့ဒီထုတ်ပြန်ချက်မှာပါထားတဲ့သူအများစုကတော့လိုလိုလားလားကိုပူပေါင်းပြီးတော့စစ်ကောင်စီနဲ့ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်ဟုပြည်သူ့ကော်မတီတက်မတော်မန်လေးဤပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်ကောင်စီထောက်နှိုင်းရန်ရာတွင်အ धिक နေရာမှာပါဝင်ခဲ့သူများမှာရဲသွေးခေါ် black ခေါ်ချေအောင်ကျော်စင်ထက်ခေါ်ပါသောပိုင်းဖြူခေါ် harry joe မေမေနိုခေါ် yuki ပိုင်းအာဂါဥခေါ်ပိုင်းပိုင်းကျေစင်လင်းခေါ်ဂျူလစ်ကျော်ပြစ်အောင်ခေါ်စနစ်တမ်လို့ဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောစုံစမ်းဖော်ထုတ်မှုအတွင်တချို့သူများသည်စစ်ကောင်စီတပ်ပြေးရန်လိမ့်လည်းလှည့်ပြားစည်းရုံးမှုကိုရုံးမကတပ်ပြေးမှုကျွလွန်စဉ်ဖားစည်းခံရပြီးအတင်းအကျပ်ဖိအားပေးခံရမှုကြောင့်မလွဲသားမရှောင်သာလုတ်ကင်ဆောင်ရွက်နေရသူများရှိတော်လဲအချို့သောသူများသည်စစ်ကောင်စီနှင့်လိုလိုလားလားပူးပေါင်းဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်းသိရပါတယ်။ဒီလူတွေကိုဖားစည်းနိုင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်။ မိတ်ဖက်ဒေါ်လာရဲ့ဖွဲ့စည်းတွေရဲ့အကူအညီကိုရယူပြီးဖမ်းဆီးနိုင်ရည်လွှတ်ဆောင်သွားဖို့ရှိပါတယ်။လက်ရှိချိန်မှာတော့စစ်ကောင်စီရဲ့ထောက်ထားရေးရန်ရဲတွေကအစိတ်ပိုင်းတချို့ကိုဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ဒါကတော့အချိန်တစ်ခုရောက်ရင်ထပ်ပြီးတော့ချပြသွားဖို့ရှိပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္လေးပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တပြည့်ရဲဘော်များမှတစ်ဆင့်တပ်ဖွဲ့ဝင်များထံဆက်သွယ်ပြီးပစ္စည်းပို့မိဟုဆိုကာတီနီယာများကိုထောက်လှမ်းစုံစမ်းခြင်းတပ်ဖွဲ့ဝင်အမျိုးသမီးများ၏အကောင့်တူများဖန်တီးကာဆက်သွယ်ချိန်ဆက်၍သတင်းအချက်အလက်များထောက်လှမ်းခြင်း တပြေးရဲဘော်များအနေဖြင့်တပ်ဖွဲ့ဝင်များထံလာရောက်လည်ပတ်မိဟုလိမ့်လည်လှည့်ဖြားကတီနီယာများထောက်လှမ်းစုံစမ်းခြင်းစေကူတမှုခံယူနေသောတပ်ဖွဲ့ဝင်များအားလူနာမေးရန်သို့မဟုတ်တပ်ဖွဲ့ဝင်များ၏မိတ်ဆွေပေါင်းသင်းဟန်ဆောင်၍လိမ့်လည်လှည့်ဖြားကစေယုံတီနီယာများတက်တီတက်လှုပ်ရှားထောက်လှမ်းခြင်းများတပ်ဖွဲ့ဝင်များကိုတမိရည်စားပုံစံမျိုးချင်းကပ်ကသတင်းအချက်လက်များရယူထောက်လှမ်းခြင်းတို့ဖြင့်သတင်းနှောက်ယူလေးရှိကြောင်းသိရပါသည်ထို့ပြင်တရင်အသည့်ဖွဲ့စည်းထားသည့်ဟုလိမ့်လည်ကတပ်ပြောင်းရွှေ့ရန်စီယုံလှုံ့ဆော်ခြင်းထောင်ချောက်ဆင်ဖမ်းဆီးခြင်း 60ခိုင် KS2 PDF 60ခိုင်တရင်နှင့်အမိအားအလွဲသုံးစားပြည့်၍တပ်ပြောင်းရွှေ့ရန်စီယုံကထောင်ချောက်စင်ဖမ်းဆီးလက်ရှိကြောင်းသိရပါသည်။ထိုင်းမြန်မာနယ်စပ်တေဘောဘောစစ်တပ်စခန်းသို့စစ်ကူလာသောစစ်တပ်စစ်ကြောင်းက DKBA ဌာနချုပ်အနီးရောက်ရှိစဉ် KNLA ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ကြောင်းသိရပါသည်။ ကရင်ပြည်နယ်ထမ်းမြမာနယ်ဆက်မြောက်ရီမြို့နယ်တေဘောဘိုစစ်တပ်စခန်းသို့စစ်ကူလာသောစစ်တပ်စစ်ကြောင်းမှ DKPA ဌာနချုပ်စုံစည်းနိုင်အနီးသို့ရောက်ရှိစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်း KNU စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ်မေလ29ရက်နေ့မှစတင်ပြီးမြောက်ရီမြို့တောင်ဖက် ဝေါ်လီလမ်းပိုင်း DKPA ဒီမိုကရေစီအချို့ပြုကင်းတက်မလို့ဌာနချုပ်စုံစည်းမြိုင်ကျေးရွာထိပ်ရှိမင်္ဂလာတရားနေရာစုံစည်းမြိုင်စီရေးပြောင်းွယ်နေရာတို့ရောက်ရှိလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့ဖျက်တောက်တိုက်ခိုက်နေကြောင်းမေလ28ရက်နေ့အထိတိုက်ပွဲများပြင်းထန်နေကြောင်းသိရပါသည်။မနေ့ကစစ်ကောင်စီတပ်တွေဝေါ်လီပြူဟွာကနေစုံစည်းမြိုင်ဘက်ကိုထိုင်းဘက်ကနေကန်ကူးလာတယ်။တေဘောဘိုးစခန်းကိုစစ်ကူသွားဖို့လာကြတာ။ ဒီကေဘီရဲ့စီးရဲပြကွင်းနဲ့ဖျားကြောင်းနဲ့မင်္ဂလာတရားနာမှာရောက်နေတဲ့အချိန်မှာခင်းအလီရဲ့ဖွဲ့တွေကကြားဖြတ်တိုက်တာပြစ်လိုက်နားလိုက်ပဲစုံစည်းမြိုင်တောင်တီကပြည်သူတွေကတော့ထိုင်းမက်ကိုကုန်ရှောင်ပြီးဒီဘက်မှာဒီကေဘီရဲ့ဝင်ပါမလားမပါဘူးလားဆိုတာတော့မသိရဘူးတိုင်ပွဲဖြစ်နေတာကသူတို့ဌာနချုပ်ထိတ်မှဖြစ်နေတာဟုခင်းယူစီးရဲတရင်းမြတ်တခုကရှင်းပြပါတယ်ထို့ပြင်တေဘောဘိုးရွာထိပ်ရှိအချမ်းမက်စစ်ကောင်စီတေဘောဘိုးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကိုခင်းအလီမဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းလည်းသိရပါတယ် ဇာကစားတွေကတေဘောဘူကြောက်ခက် တောင်းဒီစုံစည်းမြိုင်ဝေါ်လီကွင်ထဲမှာရောက်နေတာအင်အားထောင်ကြီးရှိတယ်။ဒါကိုတိုက်ဖို့ကဝေါ်လီလမ်းပိုင်းကို2021နှုန်းကလိုဖျက်တောက်ထားပါရမယ်။လမ်းမဖျက်ရင်အရသားကားတွေနဲ့လူရောခဲရန်ရောတအီးအီးနဲ့စစ်ကူရောက်လာနေတာကိုလမ်းဂိတ်တွေကြက်ကြက်မမစစ်နေမှရမယ်။ဒီလိုမှမဟုတ်ရင်တပ်ပွဲကပြတ်မှာမဟုတ်ဘူးလို့ခဲယူစီးတင်းရင်းမြစ်ကပြောဆိုပါတယ်။ထားမြန်မာနယ်စပ်ဝေါ်လီတွင် KLNA မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာတမ်းစစ်ဆင်တိုက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များနေပြန်လဲကနယ်လီမော်ခီထီတဲဘလဲစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ပြည်ပထွက်ခွာသူများပြားပြီးငံချန်းငွေ30မှုများပြားနေသည်ဆိုသောစစ်ကောင်ဆောင်မရောက်နိုင်မှတ်ချက်ကြောင့်ပြည်ပသို့တော်ရောက်မှုများအလုံးစစ်စစ်ပြီးမှထွက်ခွာခွင့်ပြုရန်စစ်ကောင်စီတွင်စတင်ဆွေးနွေးနေကြောင်းသိရပါတယ်မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံများသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာသူများပြားပြီးနိုင်ငံချောင်းငွေ30ခုများပြားနေသည်ဟုစစ်ကောင်းဆောင်မဲအောင်နိုင်ကမှတ်ချက်ပြုမှု၏နောက်ဆက်တွဲဖြင့်ပြည်ပသို့ထွက်ခွာမှုအားလုံးကိုစစ်ဆင်ပြီးမှကွန်ပျူတာပေးရန်စစ်ကောင်းစီရင်စတင်ဆွေးနွေးနေကြောင်းနေပြည်တော်စစ်ပဒရင်ရင်းမြစ်ကပြောဆိုပါသည်မေလ20ရက်နေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီစီဝေးတွင်အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကမြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများကြောင်းနိုင်ငံခြားငွေသုံးဆွဲမှုများပြားပြီးနိုင်ငံခြားငွေဈေးမြင့်တက်နေရကြောင်းမှတ်ချက်ပြုထုတ်ပေါ်ပြောဆိုပြီးနောက်ရင်းကဲ့သို့ပြည်ပထွက်ခွာမှုအားလုံးကိုစစ်စစ်ပြီးမှခွင့်ပြုပေးရန်စစ်ကောင်စီအတွင်စတင်ဆွေးနွေးမှုများရှိလာပြီဖြစ်ကြောင်းသိရပါသည်။ ်ဗိဘကိုနေ့စဉ်ထွက်ခွာနေတဲ့ဖရာဘူးတာတနာပြူအလဲစေကုចောင်းသာစီးပွားရေးအလုတ်ကင်စားတဲ့အကြောင်းအရာတွေကိုပြန်လည်စစ်စစ်ပြီးတကယ်လို့အဲ့လိုသွားတဲ့သွားထိုက်တဲ့ဟာတွေကိုပဲစစ်စစ်ခွင့်ပြုပေးဖို့စာပြီးဆွေးနွေးနေကြပြီလို့သိရပါတယ်ဘလို့ပုံစံမျိုးခွင့်ပြုမှာလဲဘလို့စစ်စစ်မလဲတော့မသိရသေးဘူးဝန်ကြီးဌာနပေါင်းစုံနဲ့စစ်စစ်လန်အကြောင်းတွေတခုပေါ်လာနိုင်တယ်တက်ချိုးရဲ့မှတ်ချက်ကြောင့်စစ်စစ်မှုတွေလုပ်ဖို့စားလုပ်လိုက်တာလို့သိရတယ်ဟုနေပြည်တော်စစ်ပစ်တရင်ချင်းတွေကပြောဆိုပါတယ် အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကမြန်မာနိုင်ငံတွင်စစ်တုံးစီနဲ့ပတ်သက်၍နှစ်စင်အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်ဖိုးရှိစစ်တုံးစီများကိုတင်သွင်းနေရကြောင်းလောင်စာဆီသုံးစွမှုလျှော့ချနိုင်ရေးအတွက်လက်စစ်စွမ်းရင်သုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားတော်လဲနိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက်ကန့်သတ်ချက်ရှိကြောင်းကုန်တယ်မှုပုံငွေပြနေတော့လေအခြားသုံးဆဲမှုများအနှုတ်များအများပြားမှုရှိနေခြင်းကြောင့်နိုင်ငံခြားငွေမြင့်တက်နေကြောင်း ဥပမာအားဖြင့်ပြည်ပသို့အကြောင်းမျိုးမျိုးကြောင့်ထုတ်ခေါ်မှုနဲ့နိုင်ငံခြားငွေသုံးစွဲမှုများများပြလက်ရှိကြောင်းမေလ20ရက်နေ့တွင်စစ်ကောင်စီစီဝေးတွင်ထုတ်ပေါ်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်လက်တလောစကောင်စီကပြည်ပသို့တွားရောက်အလုတ်ကိုင်မှုများနဲ့စစ်မှုထမ်းရအကျုံးဝင်သောအသက်18နှစ်မှအသက်35နှစ်အတွင်မျိုးသားများပြည်ပသို့တွားရောက်လုလုခွင့်ပိတ်ပင်ထားပြီးလေစိတ်များတွင်ပြည်ပသို့ထွက်ခွာမှုများကိုလာဝကရဲစစ်ထောက်လှမ်းအပါအဝင်ဌာနပေါင်းစုံပါဝင်သောစစ်စည်ရေးဖွဲ့များဖြင့်စစ်စစ်လက်ရှိကြောင်းသိရပါသည်။ နေ့စဉ်လျင်ပေါ်တက်ခွင့်မပေးဘဲလေစိတ်မှပင်လှက်ပြန်ခိုင်းမှုများစွာရှိနေကြောင်းပြည်ပသို့တွားခွင့်ရရှိရေးအတွက်အနည်းဆုံး360စီစစ်ရေးဖွဲ့ထံသို့လက်ထိုး၍တွာလာခွင့်ရရှိရေးလှုပ်ဆောင်နေရကြောင်းသိရပါတယ်။ပြည်ပအလုပ်ကိုင်တွင်အားလုံးကတော့အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရှိမှတွားခွင့်ပေးတယ်။အလုပ်ခေါ်စား OWIC ကလင်းလက်မှတ်ဗီဇာပြည့်စုံပါရန်တောင်းအလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိရင်လေစိတ်ကထွက်လို့မရဘူး။အလုပ်သမားတွေကအဲ့ဒီစနစ်နဲ့စီစစ်နေတာနှစ်လနီးပါးလောက်ဖြစ်နေပြီ။ အခုပုံစံကြည့်ရတာအလဲပတ်စေကုပညာရေးစီးပွားရေးဖျားဖူးစားတဲ့ပြည်ပထွက်ခွာတွေကိုသူတို့ကွန်ပျူတာမပေးရင်တွားခွင့်မရမယ့်သဘောမျိုးလှုပ်လာမယ်ထင်တာပဲဟုရန်ကုန်ခြေစိုက်ပြည်ပလုပ်ကွန်အေဂျင်စီလုံငန်းရှင်တူကမှတ်ချက်ပြုပါတယ်အကြံပေးစစ်ကောင်စီကနိုင်ငံခြားငွေတိကျမှုကော်မတီတရက်ကိုဖွဲ့စည်းခဲ့ပြီးရင်းကော်မတီကိုမြတ်ထွန်းဦးကဦးဆောင်ကနိုင်ငံခြားငွေတုံးဆွဲမှုမှန်သမျှကိုထိန်းချုပ်ထုတ်ကန်ထားကြောင်းလည်းသိရပါတယ်